အားလုံးပဲမင်္ဂလာပါအားလုံး BS Scan Japanese Language Online Class ကနေပြီးတော့နေထွေးစာနဲ့ကြိုဆိုလိုက်ပါတယ်။နနာတို့ဒီနေ့ဗီဒီယိုလေးကိုမဆခင်မှာရှေ့ဗီဒီယိုရဲ့သင်ခန်းစာလေးတွေကိုအနည်းငယ်ပြန်နှွေးကြည့်ကြည့်အောင်။နနာအရှိတခေါက်က Introduction ဆိုတဲ့ဗီဒီယိုထဲမှာဂျပန်စာကဘယ်နှမျိုးနဲ့ဖွဲ့စည်းထားရလို့ပြောခဲ့လေ။ဟုတ်တယ်၄မျိုးနဲ့ဖွဲ့စည်းထားရလို့ပြောခဲ့ပါတယ်။အဲ့အလေးတွေကဘာလေးလဲ။ဆိုတော့နံပါတ်1က Roma ji ဟုတ်တယ်ရိုမကြီးပါရိုမကြီးကရောမအခေယဖြစ်ပြီးတော့နောက်ရေးသားဖော်ပြတဲ့ခါမှာဆိုရင်တော့ဒီအင်္ဂလိပ်အခေယရင်းနဲ့ပဲဖော်ပြပါတယ် English alphabet ABCD ရင်းနဲ့ပဲဖော်ပြရတယ်ဗောနော်ဆိုတော့ရိုမကြီးကိုဘယ်နေရာမှာအသုံးပြုလဲနားတော့ရိုမကြီးကိုဟုတ်တယ်ဒီယထာလန်းညွန်နေဗောနော်ယထာဘူရာလန်းညွန်နေနောက်နိုင်ငံသားသားတွေဖတ်ရလွယ်ကူစေအဆင်ပြေစေဖို့အတွက်ရိုမကြီးတွေကိုသူတို့ယထာဘူရာလန်းညွန်နေမှာဒီရိုမကြီးနဲ့ရေးသားဖော်ပြလေးရှိပါတယ် နောက်တစ်ခုအသုံးဝင်တဲ့နေရာရှိသေးတယ်အဲ့ဒါဘယ်နေရာလေးလဲ ဟုတ်ပါတယ်စာစီစာရိုက်လုပ်တဲ့နေရာတွေပါနားတို့ဖုန်းနဲ့တယောက်နဲ့တယောက်စာပို့ကြမယ်အီးမေးလ်တွေပို့ကြမယ်ပြီးကွန်ပျူတာကနေတစင်းစာစီစာရိုက်လုပ်ပြီးတော့ဒါလုပ်ငန်းသဘောအရဆက်သွယ်ကြမယ်အဲ့ဒီအခါကျရင်နားတို့ကဂျပန်အယ်ဖာဘက်တင်နဲ့ရိုက်ရတာအဆင်မပြေပဲနဲ့ရိုမကြီးအတန်ထွက်လိုက်ရိုက်ရတာပို့ပြီးတော့အဆင်ပြေလွယ်ကူချုံးဝေပါတယ်မြန်လဲမြန်ဆန်ပါတယ်အားကြောင့်မလို့ရိုမကြီးကဂျပန်ရဲ့စာမာတော့နေ့စဉ်တုံဖော်ပြချက်တွေမှာဂျပန်စာမာတော့ရေးသားဖော်ပြခြင်းမရှိပေမဲ့အတုံးဝင်တဲ့နေရာတွေကသူ့နေရာနဲ့သူ့ အရေးကြီးတဲ့အတွက်ကြောင့်မှတ်သားထားဖို့လိုအပ်ပါတယ်။ဟုတ်ပြီရိုမာကြီးကနံပါတ်1ပြီးသွားပြီဆိုရင်နံပါတ်2ကဘာလဲလဲဂျပန်စာမှာနောက်တစ်မျိုးဖွဲ့စည်းထားတာ။ဂျပန်ရဲ့မိခင်အခေယာဖြစ်တဲ့နံပါတ်2ကဟီရာဂါနာဖြစ်ပါတယ်ဟီရာဂါနာပါဟီရာဂါနာကတော့ဂျပန်အခေယဖြစ်ပါတယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဂျပန်စာမှာကအဓိကအားဖြင့်ဟီရာဂါနာခါတာခါနာခန်းကြီး၃မျိုးနဲ့ပေါင်းဆက်ပြီးတော့သူတို့ရေးသားဖော်ပြလေးရှိပါတယ်ဂျပန်စာရဲ့အဓိကတောက်တိုင်လေးပေါ့နော် ဆိုတော့ hiragana ကတော့များစွာအသုံးပြုပါတယ်ဒါရေးသားဖော်ပြတဲ့နေရာတွေမှာအဓိကထားပြီးအသုံးပြုတဲ့ဂျပန်အက္ခရာပဲဖြစ်ပါတယ် hiragana ပြောရရင်နောက်တစ်မျိုးလေးကဘာလေးလဲခုနပြောရတဲ့မှာတော့ပါသွားတယ်နံပါတ်3ကခတာခနာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ခတာခနာပါဆိုတော့ခတာခနာကတော့ဘယ်နေရာမှာအသုံးပြုတယ်မွေးစားစကားလုံးနေနိုင်ငံခြားဘာသာစကားလုံးကနေပြီးတော့ဒီသူ့ရဲ့အတန်းအတွက်တိုင်းမွေးစားထားတဲ့မွေးစားစကားလုံးတွေမှာခတ္တခဏအောင်အသုံးပြုပါတယ် ။အာနောက်မြန်မာစကားမှာလည်းရှိတယ်။ bus car တို့ပြင်ခုံမဏီတို့ပြောလို့ရှိရင် bus တို့စသဖြင့်များစွာရှိပါပြီးပြီးရင် orange တွေပါတယ် orange ကတော့နောက်မြန်မာစာမှာဆိုရင်တော့လိမ္မော်သီးလို့ခေါ်တာပေါ့နော်ဂျပန်စာမှာကတော့ orange ကိုသူတို့ရဲ့ခတ္တခဏနဲ့ပဲဖော်ပြပါတယ်နောက်တစ်ခုခတ္တခဏရဲ့အသုံးဝင်တဲ့နေရာလေးကနိုင်ငံခြားသားနာမည်တွေကိုဖော်ပြတဲ့အခါမှာဥပမာနန္ဒနာမည်ဆိုရင်ဒါနန္ဒဂျပန်မှာနေထိုင်နေတယ်နိုင်ငံခြားသားလူမျိုးဖြစ်တဲ့အတွက်ကြောင့်နန္ဒနာမည်ကိုရေးသားဖော်ပြတဲ့အခါမှာတော့ခတ္တခဏနဲ့ပဲရေးသားဖော်ပြရပါတယ်ဟုတ်ပြီနော် နောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကဘာလေးလဲနောက်ဆုံးတစ်ခုကတော့အားလုံးအရင်ချစ်ကြတဲ့ခန်းကြီးပဲဖြစ်ပါတယ်ခန်းကြီးပါခန်းကြီးကမဖြစ်မနေအရေးပါပါတယ်ဘာကြောင့်လဲဆိုတော့ခန်းကြီးဒီအတန်ထွက်တီတူပြီးတော့ခန်းကြီးစင်ကွဲတာတွေအများကြီးရှိတဲ့အတွက်ကြောင့်အတန်ထွက်ကလေးကြားယုံနေတော့ဒီနှစ်ခုကတူနေတယ်လို့လည်းအပဲခန်းကြီးကိုကြည့်လိုက်ရင်အတိပယ်တွေများစွာကွဲပြားနေပါတယ်အားကြောင့်မလို့ခန်းကြီးကတော့ဂျပန်ဆာမှာမဖြစ်မနေတကယ်ကိုတိတ်မြောက်ရမယ် တကယ်ကိုလေ့လာရမယ်အစိတ်အပိုင်းအကြီးမားဆုံးကြီးပဲဖြစ်ပါတယ်ခံကြည့်ပါဟုတ်ပြီဆိုတော့နောက်ဒီတစ်ထည့်อ่ะဒါပြီးခဲ့တဲ့ဗီဒီယိုရဲ့ introduction ဗီဒီယိုရဲ့ဒါပြန်လဲနှွေးခြင်းပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာဗီဒီယိုတွေကိုဝင်ကြရအောင်အားလုံး ready ဖြစ်ပြီတော့ကြာစကြရအောင်ကဲအဲ့လိုဆိုတော့နောက်ဒီနေ့သင်ခန်းစာဗီဒီယိုကဘာလဲဆိုရင်ခုနကဂျပန်ဆောင်မှာဖွဲ့စည်းထားတဲ့ရိုမာကြီးဟီရာဂါနာခါတာခါနာခန်းကြီးတွေက နံပါတ်1ဖြစ်တဲ့ရိုမားကြီးကိုလေ့လာမှာပဲဖြစ်ပါတယ်ရိုမားကြီးပါဆိုတော့ရိုမားကြီးကတော့နားတော့ဒီနေ့ရတော့ဒီအကုန်လုံးဂျပန်စာကိုစတင်လေ့လာတဲ့အခါမှာဒီရိုမားအကြာပေါ့နော်နားတော့ဒီ English alphabet လေးနဲ့စတင်လေ့လာကြမယ်ဆိုတော့ရိုမားကြီးကိုမဝင်ခင်မှာဂျပန်စာမှာနားတော့မြန်မာစာရဲ့ကာကြီးခါခွေးကားငယ်ကာကြီးရေလိုမျိုးပဲဘယ်နှလုံးရှိလဲဆိုရင်တရဘီအခေယစစုပေါင်း40နဲ့မှ6လုံးရှိပါတယ်တရဘီအခေယစစုပေါင်း40နဲ့မှ6လုံး ဟုတ်ပြီအဲ့ဒီ46လုံးထဲမှာမှတရကဘယ်နှလုံးပါဝင်လဲဆိုရင်တရ5လုံးပါဝင်ပါတယ်တရ5လုံးပါဝင်ပါတယ်ဆိုတော့အင်္ဂလိပ်စာမှာဆိုရင် vowels လို့ခေါ်တဲ့တရက5ခုရှိတယ်အဲ့ဒါတွေကဘာတွေလဲအင်္ဂလိပ်စာမှာဆိုရင် a e i o u ဆိုပြီးရှိတယ်ထုံနည်းတူစွာပဲဂျပန်စာမှာလည်းတရ5လုံးက a e i o u ပါပဲတို့ပေမဲ့ဂျပန်စာက a e i o u အစင်လိုက်တိုင်းမဟုတ်ဘဲနဲ့သူကဘယ်လိုမျိုးလဲဆိုရင် ဒီမှာတစ်ချက်ကြည့်ကြည့်အောင် A I U E O ပဲဖြစ်ပါတယ် A I U E O ပါဟုတ်ပြီနော်ဂျပန်စာရဲ့တရငါးလုံးက A I U E O ပဲဖြစ်ပါတယ်ဒါကတော့ဒါနာတို့ရောမအခေတ် English alphabet တွေနဲ့ရေးသားဖော်ပြတဲ့အခါမှာအတန်ထွက်တဲ့ဟာပါသူ့ကိုနာတို့ဂျပန်အတန်ထွက်လည်းရှိပါသေးတယ် AIUE ကိုနောက်ဂျပန်လိုဘလို့အတန်ထွက်လဲဆိုရင်အရင်ဆုံး A ကိုကြည့်အောင် A ကအာနောက်တော့မြန်မာစာရဲ့အနဲ့တူတူပါပဲအာအာဗစက်ကိုဟပြီးပြောလိုက်တာအာအိုင်ကကြတော့ e e e ဖြစ်ပါတယ် u u ကြတော့နန္နာတို့ကဥဥလို့ခေါ်ပါတယ် နှခမ်းလေးကိုရှေ့ဆူထုတ်လိုက်တယ်။ဥ။အီးရကြတော့အဲအဲအဲအာ ਉ ဒီလိုနောက်ပြစ်လဲတာပါ။အဲ။ဥဝကြတော့အိုလို့ခေါ်ပါတယ်။အိုအိုပြန်ပြောရမယ်ဆိုရင်အာအီဥအဲ ရမလားနောက်တစ်ခေါက်ပြန်ပြောကြည့်အောင်အီဥအေဥအပြန်ပြောကြည့်မယ်အာဤဥရဲ့ဥနောက်တစ်ခေါက်အာဤဥရဲ့ဥရမယ်နော်ဆိုတော့ a i u e o ဒီ၅လုံးကအတန်အတွက်ကတော့အာဤဥအေဥဖြစ်ပြီးတော့ဂျပန်စာရဲ့တရ၅လုံးပဲဖြစ်ပါတယ် အားလုံးဒီဒီရကြမလားဆန္ဒနာခုနကပြောခဲ့တယ်ဂျပန်စာမှာတရဟဘီရခေရ46လုံးလုံးရှိတယ်ဆိုတော့ဒီခုနကပြောလိုက်တဲ့ R E U A O 5လုံးတရ5လုံးနှုတ်လိုက်တယ်ဆိုရင်ကျန်တာဘယ်နှလုံးကျန်လေးစက်နဲ့မှာတလုံးကျန်တယ်။အဲ့ဒီ၄၀တလုံးနဲ့မှာမှာတလုံးကဘဒူးအားလုံးနဲ့ပေါင်းပါ။သူကကျန်တဲ့အလုံးဒီတရတွေရောဘီးအလုံး၄၀နဲ့ပေါင်းပြီးတော့နားတို့မြန်မာစာမှာဆိုရင်တော့နတ်သက်အန်းလေးလို့ပဲနတ်သက် ဒီဝိဆာနှလုံးပေါက်အန်းလေးလိုပဲဘေးနားမှာစာလုံးလေးတွေလိုက်ပေါင်းပေးတဲ့ဟာမျိုးလေးဆိုတော့ကြံတဲ့အလုံး၄၀ကတော့ဘီးတွေပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဘီးရဲ့နားတို့ကတဝက်လောက်ထိလေးလာမှာပဲဖြစ်တယ်ဆိုတော့ဒီနေ့ဘီးရဲ့အစာပိုင်းလေးတွေကိုအရင်ဆုံးကြည့်ကြည့်အောင်ခုနကနနာပြောရတဲ့အာအီအူအေအိုကတရငါလုံးဆိုတော့တရငါလုံးကအပေါ်မှာဒီလိုတန်းနေမယ်ဒေါင်လိုက်ကိုဘီးတွေသွားမယ်ဘီးတွေကဘေးအားစလဲဆိုရင်အရှိစာလုံးလေးတွေအရင်မှတ်မယ် K S T N H M Y R W ပြီးဒီဘက်ဘေးနားလေးမှာ N ဆိုပြီးမှတ်ပေးပါဆိုတော့ဒီ N ကပေါ်မှာပြောခဲ့တဲ့ N နဲ့အနည်းငယ်ကွာခြားပါတယ်အဲ့ဒီရဲ့ကွာခြားပုံအသေးစိတ်တော့နာနာနောက်ဗီဒီယိုမှာရှင်းပြပေးပါမယ် ဆိုတော့ဒီနေ့ဒီတွေက KSTNHMYRW ၅ခု YRW ဆိုပြီးတော့အဲ့ဒီတွေရမှာနာနာတို့ KSTNHT ကိုဒီဗီဒီယိုထဲမှာလေ့လာမှာပဲဖြစ်ပါတယ်။ကဲတဝက်ဝက်လိုက်ရအောင်။ဆိုတော့ဒါကဒီဘက်က KSTNHM YRW ဆိုတာလေးကတော့ဘီးတွေရဲ့အစစာလုံးလေးပဲဖြစ်ပါတယ်။အဲ့ဒီဘီးတွေက အပေါ်က AIUEO ဆိုတဲ့ REUEO တရငါးလုံးနဲ့သွားပေါင်းတဲ့အခါမှာ ထပ်ပေါ်လာတဲ့အတန်တွေကိုကျွန်တော်တို့ဒီနေ့ရိုမကြီးနဲ့အတူတူလေ့လာကြည့်အောင်ရိုမကြီးရေးတာရိုမကြီးပါမှတ်ရင်ねဒီနေ့အတန်အတွက်တွေကိုပါမှတ်ကြမယ်ကဲအားလုံး ready ဖြစ်ပြီလားဒါဆိုရင်စကြရအောင်ကဲလို့ဆိုတော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့တရငါးလုံးကိုပြန်ပြီးကြည့်ကြည့်မယ်တရငါးလုံးက a i u e o ဆိုပြီးဖြစ်ပါတယ်အတန်အတွက်က a e u e o ဟုတ်ပြီဒီဘက်က KSD and H နဲ့နောက်တွဲကြည့်မယ် KSD and H နဲ့ K နဲ့ A နဲ့တွဲတဲ့အခါမှာအတန်လေးကဘာထွက်လာလဲ KA ခါဆိုပြီးအတန်ထွက်ပါတယ်ခါဝေးအတန်ထွက်ပါမယ်ဟုတ်ပြီနော် KA ခါဒီနေရာမှာ K တန်ကိုနာတော်တို့က ဝေါ်ဟာရတွေတင်တဲ့ခါကျရင်ခါခွေးတန်ထွက်တယ်လို့တစ်ခါလေကျရင်ကာကြီးတန်ထွက်တာရှိပါတယ်။နာနာဝေါ်ဟာရတွေတင်တဲ့ခါကျရင်အားလုံးကိုအသေးစိတ်အဲ့ခါကျရင်လည်းပြန်ရှင်းပြပါအောင်မယ်။အားကြောင့်မလို့လောလောဆယ်မှာတော့ဒီ REU ရဲ့ဟိုဒီလိုမျိုး46လုံးကိုရည်ရွတ်တဲ့ခါမှာဆိုရင်နော် K ပေါင်းတဲ့အတန်ကိုနာနာတို့ကခါခွေးတန်နဲ့ပဲထွက်ပေးပါ။ဟုတ်ပြီနော်။ဆိုတော့ K နဲ့ A နဲ့ပေါင်းမယ်ဆိုရင်ခ K နဲ့ A နဲ့ပေါင်းရင်ခ K နဲ့ I နဲ့ပေါင်းမယ်ဆိုရင် key key လို့ထွက်ပါတယ် key ပါ ki key ရမယ်နော်ဟုတ်ပြီ k နဲ့ u နဲ့ပေါင်းမယ်ဆိုရင် ku ခု ku ခုလို့ထွက်ပါတယ်ဒီဒီရမလားနောက်တစ်ခု k နဲ့ e နဲ့ပေါင်းမယ်ဆိုရင် ke k ဆိုပြီးထွက်ပါတယ် k နဲ့ e နဲ့ပေါင်းမယ်ဆိုရင် ke k နောက်တစ်ခု k နဲ့ o နဲ့ပေါင်းမယ်ဆိုရင် ko ခေါ်လို့ထပ်ပါတယ်ခေအိုခေါ်ပါဒီဒီရမလားပြန်ပြီးရွတ်ကြည့်အောင် K A K K I K K U K K E K K O K ပဲဖြစ်ပါတယ်သူဖြည်းဖြည်းချင်းစီတစ်ခေါက်ချင်းရွတ်ကြည့်မယ် K K K ခဲခုရမယ်နော်အမြန်ရွတ်ကြည့်အောင်အမြန်နှစ်ခေါက်ရွတ်ကြည့်မယ်ခါခီခုခဲခုနားတစ်ခေါက်ခါခီခုခဲခုရမယ်နော်အဲ့ဒါဆိုအပေါ်ကတရငါးလုံးပါအတန်နောက်တစ်ခေါက်ပြန်ထွက်ကြည့်မယ်တရငါးလုံးကဘာလေးလဲအာအီအူအေအိုခါခီခု ခေခုဒီရီရမလားဟုတ်ပြီနော်သူ့ရိုမချင်းနဲ့ထွက်မယ်ဆိုရင်ကျွန်တော်တို့ကရိုမချင်းနဲ့ရေးမယ်ဆိုရင် a i u e o ခါခေခုခေခုရိုမချင်းနဲ့ရေးရင် k a k i k u k e k o ပဲဖြစ်ပါတယ်ဒီရီရမလားဟုတ်ပြီနော် k ထိရောက်သွားပြီဆိုရင် k ရဲ့နောက်တစ်လိုင်းဖြစ်တယ်ဗာလေးလေ S ကိုလေ့လာမယ် S S နဲ့နားတို့အပေါ်က R E U E O A I U E O နဲ့ငါးလုံးနဲ့တော့ပေါင်းမယ်ကဲစပေါင်းကြည့်အောင် S နဲ့ A နဲ့ပေါင်းရင်ဘာဖြစ်မလဲ S A စဆိုပြီးအတန်းထွက်မယ်စစရမယ်နော်နောက်တစ်ခု S နဲ့ I နဲ့ပေါင်းမယ်ဒီနေရာမှာ star ပြဖို့လိုအပ်ပါတယ် S နဲ့ I နဲ့ပေါင်းရင် SIC လို့မထွက်ပါဘူး SIC လို့မထွက်ဘူး သူ့နာတော့ဘယ်လိုရေးပေးရမလဲဆိုရင် SHI she လို့ရေးပေးရပါမယ် SHI she ဟုတ်ပြီနော် S နဲ့ I နဲ့ပေါင်းတာ SI C မဟုတ်ဘဲနဲ့ SHI she လို့ရေးပေးရပါမယ် she လို့ရေးပြီးတော့အတန်ထွက်တဲ့ခါကျရင်လည်း SHI H တန်လေးပါတဲ့ she ဆိုပြီးထွက်ပေးပါမယ်ရမလားဆိုတော့ S နဲ့ A နဲ့ပေါင်းမယ်ဆိုရင် sa S နဲ့ I နဲ့ပေါင်းမယ်ဆိုရင် SI မဟုတ်ဘဲနဲ့ SHI she ဆိုပြီးထွက်ပါမယ်စာရှိထည့်ရမယ်နော်နောက်တစ်ခု s နဲ့ u နဲ့ပေါင်းမယ်ဆိုရင်နားတော့อ่ะ su su ဆိုပြီးအတန်ထွက်ပါမယ် su su ပါဟုတ်ပြီနော်ဒီနေရာမှာစလိန်အတန်တွေထွက်ပေးလို့ရပါတယ် su su ဖြစ်ပါတယ်နောက်တစ်ခုကြည့်မယ် s နဲ့ e နဲ့နောက်ပေါင်းမယ်ဆိုရင်ဘာအတန်ထွက်မလဲ se se ဆိုပြီးအတန်ထွက်ပါမယ် se se နောက်တစ်ခု s နဲ့ o နဲ့အပေါင်းမယ်ဆိုရင် so so ဆိုပြီးအတန်ထွက်ပါမယ် SO so ဖြစ်ပါတယ်။ရမလား?ဆိုတော့နောက်ပြန်ယူကြည့်အောင်။ SA ဆိုရင် sa S နဲ့ I နဲ့ပေါင်းတဲ့အခါမှာ SI မဟုတ်ဘဲနဲ့ SHI ရှိပါ။ပြီးရင် S နဲ့ U နဲ့ပေါင်းမယ် SU su S နဲ့ E နဲ့ပေါင်းမယ် S နဲ့ E နဲ့ဆိုရင် se S နဲ့ O နဲ့ပေါင်းမယ် SO ဆိုရင် so ဖြစ်ပါတယ်။ဒီဒီရမယ်နော်။ဆိုတော့ကျွန်တော်တို့ဖြည်းဖြည်းချင်းနှစ်ခေါက်ယူပါမယ်။ 啥？西苏谁？手，拿着考皮皮筋有没？啥？西苏谁？手，阿咩？那考有几啊？啥？西苏谁？手，啥？西苏谁？手。 ဒီဒီရမလားဆိုတော့ဘယ်နှခုပြေးွားရလဲ၃ချောင်းတောင်ပြေးွားပြီ၃ချောင်းပြေးွားရတဲ့အတွက်တော့၅လုံးတောင်ရပါပြီပြန်ပြီးရွှေ့ကြည့်အောင်ရှေ့ရမယ်တော့၅လုံးအောင်ပါလေးတွေလေအာအူအေအိုဟုတ်ပြီဘီနဲ့တရနဲ့ပေါင်းတဲ့တန်လေးလာမယ်ခါခီခူခေခိုဟုတ်ပြီအက်စနဲ့ပေါင်းမယ်စာရှိစုဆေဆိုပါ ရမယ်နော်ဆိုတော့ကျွန်တော်တို့ ST ပြီးသွားပြီဆိုရင်နောက်တစ်ခုက KST T နဲ့ပေါင်းမဲ့အတန်လေးလာပါမယ်ဆိုတော့ T နဲ့ A နဲ့ပေါင်းလိုက်ရင်ဘာအတန်ထွက်မလဲ TA တဆိုပြီးထွက်ပါမယ်တတတဝင်းဘူးပါဟုတ်ပြီနော်တနောက်တစ်ခု T နဲ့ I နဲ့ပေါင်းတဲ့အခါမှာဒီနေရာမှာလဲစတာမှတ်ဖို့လိုအပ်ပါတယ်ခုနက SHI ရှိလို့ပဲသူက TI လို့မထွက်ပဲနဲ့ CHI ဆိုပြီးထွက်ပါတယ်ဒီနေရာမှာလုံးဝ star ပြအောင်ပါပြောင်းသွားတယ်เนาะအတန်ပြောင်းသွားတယ်ရိုမကြီးလည်းပြောင်းသွားပါတယ် T နဲ့ I နဲ့တွေ့တဲ့အခါမှာ TI T မဟုတ်ပဲနဲ့ CHI chi ဆိုပြီးဖြစ်ပါတယ် CHI chi ဟုတ်ပြီနောက်တစ်ခု T နဲ့ U နဲ့ပေါင်းတဲ့အခါမှာလည်း star ပြဖို့လိုအပ်ပါတယ် TU2 မဟုတ်ပါဘူးသူ့အနာတော့ဘယ်လိုပေါင်းမလဲဆိုရင် TSU စလို့ပေါင်းပေးပါတယ် TSU စ ဒီတရားစီရင်စစ်ဆိုတဲ့အတန်လေးကိုနောက်နိုင်ငံခြားသားရဲ့အနေငယ်ထွက်ရတာခက်ခဲပါတယ်။ဆိုတော့အထူးသဖြင့်ကျွန်တော်မြန်မာလူမျိုးတွေပေါ့မြန်မာစာမှာအဲ့ဒီစကားလုံးအတန်တွဲမရှိဘူးပေါ့နော်။ဘလို့အလွယ်တကူထွက်လို့ရလဲဆိုရင်တော့ဗဇက်ကိုဘေးဖျဲလိုက်ပါ။ဗဇက်ကိုဘေးကားလိုက်မယ်။ပါလိုက်ပြီးတော့တွားလေးကိုစီလိုက်မယ်။စီပြီးတော့အဲ့တွားရဲ့နောက်ကနေရှာလေးနဲ့ထိုးတဲ့အတန်လေး TSU စစစအလုံးလုပ်ကြည့်ပါ။ဗဇက်ကလေးကိုဘေးဖျဲပြီးတွားလေးကိုစီလိုက်တယ်။အဲ့တွားစီရဲ့နောက်နေရှာလေးထိုးတာ။ ရှာလေးထိုးပြီးထွက်ပေါ်လာတဲ့အတန်လေးက TSU စရဲ့အတန်လေးဖြစ်ပါတယ်စစရမယ်နော်စလည်းမဟုတ်ဘူးစလည်းမဟုတ်ဘူး TSU စစပြီးထွက်ပါတယ်စနောက်မြန်မာစာနဲ့ဆိုရင်အတန်ထွက်ရတယ်နဲ့ခတ်တယ်ပေါ့နော်ဒါပဲနနာပြောသလိုထွက်ကြည့်ပါဇက်လေးကိုဘေးကားလိုက်သွားလေးကိုစီလိုက်မယ်ရှာလေးကိုအနောက်ကနေထိုးလိုက်အဲသွားပိတ်ထားရဲစီကိုစစရမလားအဲ့တော့နာရောတာချီစစ်တီပြီးွားတဲ့အခါမှာ T နဲ့ E နဲ့တွေ့မယ် T နဲ့ E နဲ့တွေ့တဲ့အခါမှာဘလို့အတန်ထွက်ပေါ်လာမလဲဆိုရင် TE တဲ့ဆိုပြီးအတန်ထွက်ပေါ်လာမယ်တဲ့တဲ့ဟုတ်ပြီ T နဲ့ O နဲ့တွေ့မယ် T နဲ့ O နဲ့တွေ့တဲ့အခါမှာ TO တို့ဆိုပြီးအတန်ထွက်ပါမယ် TO တို့ပါအားကြောင့်တော့ T line မှာမှတ်ရမယ့်စာလုံးကနှလုံးပဲရှိပါတယ် T နဲ့ I နဲ့တွေ့တဲ့အခါမှာ TI လို့မထွက်ဘူးသူ့ဘယ်လိုထွက်မလဲ CHI ချီလို့ထွက်ပေးမယ်နောက်တစ်ခုက T နဲ့ U နဲ့တွဲတဲ့အခါမှာ TU လို့မထွက်ဘူးသူ့ကိုဘယ်လိုထွက်ပေးရမလဲ TSU စလို့ထွက်ပေးရပါမယ်စပါရမယ်နော်ကဲလို့ဆိုတော့နောက်တော့အပေါ်ကတရ၅လုံးကနေပြန်ထွေးမယ်တရ၅လုံးကအာ E U A O B နဲ့ပေါင်းတဲ့ဟာလေးလာမယ်နော် KST အစင်လိုက်တိုင်းပဲသွားပါမယ်ခါခီခူခေခိုနောက်တစ်ခု စာရှိစုဆေဆုနာရကူတာချီစတေထုဒီရရမလားဟုတ်ပြီဆိုတော့နောက် KSD TP ဝါတဲ့ခါမှာနောက်ဆုံးဒီနေ့သင်ခန်းစာအတွက်နှစ်ခုပဲကျန်ပါတော့တယ် N ပါ N N English အခေါ N နော်ဆိုတော့နောက် N နဲ့ A နဲ့ပေါင်းတဲ့အခါမှာသူ့ကိုနောက်ဘလို့တန်ထွက်ပေးမလဲဆိုရင် NA နလို့ထွက်ပေးပါတယ် NA နနောက်တစ်ခု N နဲ့ I နဲ့ပေါင်းတဲ့အခါမှာ NI နိလို့ထွက်ပါတယ်နိ NI နိနောက်တစ်ခု N နဲ့ U နဲ့ပေါင်းတဲ့အခါမှာ NU နုလို့ထွက်ပါတယ် NU နုပါ N နဲ့ E နဲ့တွေ့မယ်ဆိုရင် NE နဲ့ဆိုပြီးထွက်ပါတယ် ne 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 န်နဲ့ o နဲ့တွေ့တဲ့အခါမှာ no no လို့ထွက်တာအထက် no no ဆိုပြီးတော့အတန်လေးထွက်ပြီးတာပို့ပြီးလှပါတယ် no 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 mi mono とか no mi mono ဆိုတာကကြတော့နောက်တော့ဂျပန်ရဲ့ဝေါ်ဟာရတောက်စရာဆိုတဲ့အဓိပ္ပာယ်လေးပါ no mi mono ဟုတ်ပြီနော်သူကနုမီမနိုလို့ထွက်တဲ့လူလည်းရှိပါတယ်ဒါပေမဲ့ no no ဆိုတဲ့အတန်လေးကပို့ပြီးတော့ကောင်းနေပါတော့နော် no no ဆိုတာထက် no no လို့ထွက်ပြပါဒီဒီရမလားဆောနောက်ပြည့်ယူကြည့်အောင်နာနီ နုနေနော့ပြန်ဖတ်ကြည့်မယ်နာနီနုနေနော့အမြန်နှစ်ခေါက်ယူကြည့်အောင်နာနီနုနေနော့နောက်တစ်ခေါက်နာနီနုနေနော့အားလုံးဒီဒီရမလားကဲအလို့ဆိုတော့အရှိရနေပြန်နှွေးပါမယ်အားလုံးဒီဗီဒီယိုကြည့်ပြီးရတယ်တခါတည်းအလို့ရွာရဲ့အထီကိုကြက်ပေးမယ်ကဲတော့ငါးလုံးကနေပြန်ယူကြည့်မယ် တော်ရငါးလုံးကအာအီအူအေအိုဟုတ်ပြီ KSTN နဲ့ပေါင်းမယ်နော်အစင်လိုက်တိုင်းပဲခါခီခူခေခိုနောက်တစ်ခုစာရှိစုဆေဆိုရမလားတီနဲ့ပေါင်းမယ်တာချီစထေတိုရမယ်နော်အန်နဲ့ပေါင်းမယ်နာနီနု နဲနော့ဖြစ်ပါတယ်ဒီဒီရမလားโอเคနောက်ဒီနေ့ဗီဒီယိုအတွက်ကတလိုင်းပဲကြံပါတော့တယ်အဲ့ဒါကဘာလေးလဲဆိုရင် English အက္ခရာ H line လေးပဲဖြစ်ပါတယ် English အက္ခရာ H line လေးကိုနားတော့အပေါ်က R E U ရဲ့ O သရငါးလုံးနဲ့သွားပေါင်းမယ် so H က A နဲ့တွဲတဲ့အခါမှာဘယ်လိုတန်ထွက်မလဲ H A ဟာလို့ထွက်ပါတယ် H A ဟာ H နဲ့ I နဲ့တွဲမယ်ဆိုရင် H I he ဆိုပြီးထွက်ပါမယ် h i he ပါပြီးရင်ဒီနေရာမှာနောက်တစ်လုံး star ထပ်ပြဖို့လိုပါတယ် h နဲ့ u နဲ့တွေ့တဲ့အခါမှာ h u who လို့မထွက်ပဲね f u who ဆိုပြီးအတန်ဖြတ်သွားပါတယ် f u ပါ h u မဟုတ်ပဲね f u ဆိုပြီးထွက်ပါမယ် f u who f u who ဒါလေးလဲ star ပြရမယ်เนาะဟုတ်ပြီနောက်တော့ h နဲ့ e နဲ့တွေ့တဲ့အခါမှာ h e he ဆိုပြီးဖြစ်ပါမယ် he he h e he ပါ ဟုတ်ပြီနောက်တစ်ခု h နဲ့ i o နဲ့တွေ့မယ်နောက်ဆုံးတစ်လုံး o နဲ့တွေ့တဲ့အခါမှာ ho ho ဆိုပြီးအတန်းထွက်ပါမယ် ho ho ရမလားဆိုဖြည်းဖြည်းချင်းနှစ်ခေါက်ယူကြည့်အောင် ha he fu he ho ha he fu he ho အမြန်နှစ်ခေါက်ယူကြည့်မယ် ha he fu he ho ha hi fu he ho ရမလားကဲလို့ဆိုဒီနေ့သင်ခန်းစာဘလိုဘလိုနေနေတော့ပြီးသွားလည်းမသိဘူးနောက်တော့အရှိရနေပြန်နှွေးကြည့်အောင်ဆိုတော့တရငါးလုံးကဘာတွေလဲ a e u e o ဟုတ်ပြီ k s d n h အစင်လိုက်တိုင်းပဲပေါင်းရတဲ့အတန်တွေကိုထွက်ကြည့်အောင် k line ka ki ku ke ko s line စာရှိစုစေစို့တီလိုင်းတာချီစထေထို့အန်လိုင်းနာနီနုနေနော H line ha he fu he ho ရမယ်နော်ဆိုတော့ဒီနေ့ကတော့ KSD and H ၅ line ပဲမှတ်ရင်ရပါပြီ ဆိုဒီနေ့အားလုံးသင်ခန်းစာပြီးွားတဲ့နောက်မှာဘာကိုလုပ်ထားရမလဲဆိုရင်ဒီရိုမားကြီးစာလုံးနေနဲ့သူ့ရဲ့အတန်အတွက်တွေနာဒီနေ့သင်ပေးွားတဲ့သရ၅လုံးရေဒီဘက်က B ၅ line နဲ့ပေါင်းစပ်တန်တွေကိုအားလုံးမှတ်ထားပေးပါကြက်ထားပေးပါနော်နောက်နောက်သင်ခန်းစာဗီဒီယိုဆားတဲ့ခါမှာလည်းဒီအရှိကသင်ခဲ့တဲ့ဟာတွေကိုပြန်နှွေးပါမယ်အားလုံးပဲရမလားဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ် BS Camp နဲ့တူတူအဆုံးထိကြိုးစားကြရအောင် Fighting on See you next video